အားလုံးပဲမင်္ဂလာဒီနေ့ကတော့အမေလူလူတော်မရဲ့ဆောင်းကနေလွှမ်းတော်လေးဒီတဲ့ခွာတာနည်းနည်းများတော်လေးဆက်နပွဲစည်းတဲ့နဲ့ကျမတို့ညာစကားလေးကိုဖတ်ပြချင်ပါတယ်အရင်တစ်ပတ်ဒီဖတ်ပြတဲ့ဒီမှာတော့ရေဦးကလက်ဖက်ကရမ်းကောင်းတယ်ဆိုတဲ့အကြောင်းပေါ့နော်ရေဦးလက်ဖက်ပါကြောင့်ကောင်းတာလေဆိုတော့သူကလက်ဖက်လက်ဖက်ပို့လို့ခေါ်လာပြီလက်ဖက်ချင်းနေပေါ့နော်လက်ဖက်ချင်းနေကို ဒီမြေရဲတဲမှာစိန်ပြီးတော့မှတဲတာပေါ့နော်အဲ့လိုမျိုးတဲတာဖြစ်တဲ့အတွက်ကြောင့်လက်ဖက်ရဲ့အခါတက်ကကျော့သွားပြီးတော့ပို့ပြီးတော့မှရတာပိုကောင်းနေသလားပေါ့ဟုတ်ပြီအဝိရကလည်းရေဦးကိုထပ်ပြီးတော့လက်ဖက်ပဲကြတယ်ဆိုတဲ့အကြောင်းကြီးပါသွားပြီပေါ့နော်လက်ဖက်ကဒီမြန်မာဘရင်ကနေပြီးတော့မှအခွန်ဆက်ပြီးမြန်မာဘရင်ထံမှာအခွန်ဆက်ပြီးတော့ရောင်းဝယ်ဖောက်ကားရတယ်ပစ္စည်းဟုတ်တယ်ပေါ့နော်အဲဒီလိုမျိုးလည်းပါခဲ့ပြီပေါ့နော်ဒါကြောင့်မလို့ ဒီနေ့ကတော့လက်ဖက်နဲ့ဆက်တဲ့ရေဦးသမိုင်းဆိုတာလေးကိုဆက်ပြီးဖတ်ပြခြင်းပါတယ်။ကျမတို့ရဲ့မြန်မာစကားမှာဗန်းပြတယ်ဗန်းတင်တယ်အဲသူကတော့ဗန်းလက်ဖက်ပဲဆိုတဲ့အသုံးအနှုန်းရှိပါတယ်။အဲ့ဒါကလက်ဖက်အယောင်းဝယ်ကနေလာတဲ့စကားဖြစ်ပါတယ်။ဆရာဦးစိန်မောင်ကတော့ရေဦးလက်ဖက်လုပ်ငန်းကလာတာလို့ပဲပြောပါတယ်။မင်းတို့မင်းနဲ့ဒီဘောခေတ်ကကျေးလက်စာဆိုကြီးတိန်ကြီးတကာကြီးဦးကြီးရေးဆက်သွားတဲ့ ခါတခါရွာရောက်ကလှမ်းခဲ့ပါတာတန်းပြင်ရှိစီတော့မိတို့တော့ရွာအိမ်ဒီချိန်ကိုပဲစင်အောင်လပြောင်မှာဘိုင်းငင်ရွှေရင်အင်ကြီးတိုင်းလိုတပိုင်းပိုကီယိုနဲ့အကုတ်ကိုဖမ်းပြလိုက်မယ်လीဆိုတဲ့လွမ်းချင်းကလေးရှိပါတယ်အဲ့ဒီလွမ်းချင်းကလေးရေးတဲ့ဧလက်စာဆိုဥညင်းနေတဲ့ရွာတာဝတိကဘူးမြေပေါ်ကရေဦးရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ရွာလို့ဆိုကြပါတယ် လက်ဖက်ကိုအရောင်းဝယ်လှုပ်ကြတော့မယ်ဆိုရင်သူရောင်းမဲ့လက်ဖက်ဟာအညွန့်အဖူးဒီဘလိုကောင်းတဲ့လက်ဖက်ပါဆိုတာကိုလက်ဖက်တင်တဲ့ကနေတင်ဆိုတာကအဲ့ဒီလက်ဖက်ချင်းကြီးတွေကိုတင်တို့တွန်းတို့ခေါ်တယ်ပေါ့နော်ရှေးတုန်းကတော့တွန်းခေါ်ခဲ့တယ်တဲ့နောက်ကြတော့မှတင်ဖြစ်တယ်ဆိုပြီးနေရာရေးထားခဲ့ပါသေးတယ်အဲ့ဒီလက်ဖက်တင်တဲ့ကနေအကောင်းဆုံးအစဆိုတာအစဆိုတာတော့လက်ဖက်အညွန့်အဖူးလေးတွေအစကလေးတွေပေါ့နော်အဲ့ဒီလက်ဖက်အစအနာကလေးတွေကိုဖန်တစ်ခုထဲမှာထည့်ပြပါတယ် အဲ့ဒီဘန်ကဒုတမအကျဲကတထောင်ရွာလောက်ရှိတဲ့ကဘန်ဝန်ကြီးဖြစ်ပါတယ်အဲတမိုက်ဆိုတာကတထွရဲ့တဝဲဆိုလက်မနဲ့ပြောရင်တော့လေးလက်မကွဲလာပြီးသိတာပေါ့နော်အထူးလေးထုကလေးလက်မကွဲလာအကျဲကတထောင်ရွာလောက်ရှိတဲ့အကြောက်ကဘန်ဝန်ကြီးအဲ့ဒီလိုဘန်နဲ့ထည့်ပြတာကိုဘန်ပြတယ်ဘန်တင်တယ်ဘန်လက်ပတ်ပဲဆိုတဲ့စကားဖြစ်လာပါတယ်နောက်ပြီးရေဦးက လက်ဖက်လက်ကားကြီးလောက်သွားတဲ့တကယ်ကြီးဦးကိုရရဲ့နေတဲ့ဆန့်ဒီမျိုးသားလွတ်လပ်ရေးလှောက်ရှားမှုတွေကိုလည်းဦးစိန်မဦးကဆက်လက်ပြီးတရင်ပေးပါသေးတယ်။လက်ဖက်လက်ကားကြီးစင်ကယ်ကြီးဦးကိုရကအဲ့ဒီနေ့မှာတပိဂျပန်ပေါ်ပြီးတော့မှအချိန်စောကြီးတဲ့ပုံကိုတူဖြစ်တယ်။ဇနီးအမဲပွင့်လို့ဆိုရင်ရေဦးနယ်ကဆွေကြီးမျိုးစီဩဇာတိတ်ကပါကြီးတဲ့မြုံကြီးအုံကြီးတဲ့ကပောက်ခွာထားတဲ့အမျိုးသမီးကြီးတူဖြစ်တယ်။ သူတို့မျိုးရိုးကတပင်းမြောက်လက်ပိုင်းကိုအစဉ်တစိုက်အုပ်ချုပ်လာတဲ့မြေတံမျိုးရိုးဖြစ်တယ်တဲ့မြေတံကြီးနဲ့မြေထဲမှာရှိတဲ့နှောကုန်းဘလူးစကကံပေါင်နှပေါင်းတန်တီထရော့ရေဦးကုန်းညံကုန်းပင်ဂျာပန်ညိုစတဲ့ရွာတွေကိုအုပ်ချုပ်တဲ့တကြီးတွေကပင်မတစ်ခုတည်းကထွက်တဲ့အကိုင်းခက်တွေလိုပဲအားလုံးအထက်ထက်အလီလီဆွေးမျိုးသားချင်းတွေဒီမျိုးကလောင်ပြဥအောင်စီရမတိုင်မီကတည်းကဒီနယ်ပယ်မှာအစဉ်တစိုက်အုပ်ချုပ်နေတာဖြစ်တယ်ဒါကြောင့်ဥကိုရာကသူ့ရဲ့ဇနီး အမေပွင့်ရန်ရွှေမြူသားချင်းအနေထားသူရဲ့ယာရုရှင်သောကျေပြားလာတဲ့လက်ဖက်လုံငယ်နဲ့မြပြလာတဲ့တပည့်အင်အားတွေကြောင့်သူခင်နဲ့သူ့နယ်ပယ်မှာတော့တိတ်တိတ်ကျက်ပုဂ္ဂိုလ်ပါတဲ့အထက်မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့သိမ်းပိုက်ပြီးတဲ့နောက်မှာအင်ရှိဇန်ကတာမင်းသားရဲ့တားရုံတစ်ပါးဖြစ်ကြတဲ့တန်ရွဲတိုင်စာမင်းသားထိတ်တင်ကိုရောမှတ်နဲ့တောင်ရင်တိုင်စာမင်းသားထိတ်တင်ကိုရောတိတ်နုကရွှေဘုံနယ်ကိုရောက်လာကြပြီးရဲချက်ဆန့်ကျင်ရေးခုခံရေးလုပ်ငန်းတွေကိုဆောင်ရွက်လှုပ်ရှားကြတဲ့ တော်ရင်တိုင်စာထိတ်တင်ကိုတော့တိမ်ဆိုတာကကျမရဲ့အကြောင်းနေပဲတကယ်ချင်းထိတ်တင်တို့ထိတ်တင်မျိုးတို့ညီမရဲ့အဖို့အရင်ထိတ်တင်တိမ်ရဲ့တမိတော်တောင်းရင်ထိတ်တင်မလေးကကျမတကယ်ချင်းတွေရဲ့မဲတော်သူတို့ကိုကျမကတိမိလိုက်သေးတယ်ဤကစကားချက်ပါဒီမဲသားညီနောင်နဲ့သူတို့နောက်လိုက်တွေကရွှေဘူနဲ့ရေဦးနဲ့ဒဇယ်နဲ့တွေမှာသွားလာလှုပ်ရှားကြတဲ့အခါမှာအင်္ဂလိပ်စစ်ဘက်အာဏာပိုင်တွေကအထိတ်တလန့်မျက်ကလေးဆံပြားဖြစ်လာကြတယ် တန်ဆယ်လို့ရေးတာပေါ့နော်ဒါပေမဲ့ဒီအညာတန်နဲ့ဆိုတော့တဆယ်လို့ဖတ်ပါတယ်ရေဥမှာအင်္ဂလိပ်ရေးပိုင်းတရားကိုရုံးထိုင်စီပြီးတော့မျိုးချစ်တွေရဲ့လှုံ့ဆော်မှုတွေကိုခြေမုံ့ဖို့စူးစမ်းကြတယ်အဲ့ဒီကမှာရီဦးကစင်ကဲကြီးဦးကိုရကတဘုံတကံနေနဲ့အဆက်အသွယ်မကင်းဘူးအစိုးရမတိအောင်ဤမျိုးမျိုးနဲ့ကိုကြီးထောက်ခံနေတယ်လို့အာနာပိုင်တွေကယုံတယ်။တို့ဝင်တဲ့လက်စုပ်လက်ကမ်းပြန်ပိုင်တာကမရှိတော့ဦးကိုရကိုမြို့အုပ်လုပ်ပါ၊နေပိုင်လုပ်ပါ၊ KSM ဆိုတဲ့ဝယ်တူယူပါတို့ချင်းကပ်သိမ်းသွင်းကြတယ်။ ဥကိုရကလက်မခံဘူးအဲ့ရောတစ်ချိန်နဲ့မရရင်အချိန်ချင်းတင်းသွဲမယ်ဆိုပြီးအချိန်ချင်းကန့်လန့်ပါတဲ့ဥကိုရရဲ့ဩဇာတိတ်မှာဖဲ့လောက်ရှိတယ်ဆိုတာကိုအနာပိုင်များကသိတယ်လေဟိုးအရင်အထက်မြန်မာနိုင်ငံကိုမသိမ့်ပိုက်ရသေးခင်ကတည်းကလည်းဘုံမီပါမတိတ်ကုမ္ပဏီကကျွန်းလာနေအထီလာပြီးမြမကျွန်းတဲ့တွေကိုခုတ်လက်ဝယ်ယူသူမှုပြုနေပြီအဲ့ဒီတော့ကကနောင်မင်းရဲ့သားရဏပါကဘုံမီပါမပိုင်တက်ဆွဲစင်တွေကိုတိတ်ယူသွားမှုတယ်ကုမ္ပဏီကိုယ်စားလှယ်တွေကဒီကိစ္စဘယ်လိုလုပ်ရမှန်းမသိဘူး အဲ့တော့ရေဥကစီကဲကြီးဥကိုရနဲ့လာတိုင်မင်းရတယ်သူတို့အခက်ခဲကိုဥကိုရစီကုမ္ပဏီကလူတွေကအချိန်ချင်းလာပြီးပြစ်တာရက်ခံနေတော့ဥကိုရကသူတို့နဲ့မင်းသားတွေအကြမှာညီနိုင်စေစံမှုလုပ်ပေးပြီးစင်နေပြန်ရအောင်လုပ်ပေးခဲ့မှုတယ်အဲ့တော့အာနာပိုင်တွေကစီကဲကြီးဥကိုရရဲ့အချိန်ဆုံးဩဇာတိတ်ကမာကိုနားလည်နေလို့ညာလူပေးမယ်ဘောရစိတ်ပေးမယ်ဆိုပြီးချက်မြူနေတာပဲဖြစ်တယ်တို့ပဲမဲ့ဥကိုရကဒီပုံစံမျိုးဝင်နေသူမဟုတ်လို့နောက်ဆုံးမှာ ဥက္ကယကိုဒီတိုင်းထားလို့မဖြစ်ဘူးဆိုအိမန္တလေးကိုဖမ်းခေါ်လာမန္တလေးမှာအခြေချုပ်ချလိုက်ပါတော့တယ်ဥက္ကယကိုအခြေချုပ်ချတဲ့နေရာကအိတော်ရဘုရားနီးမှာဖြစ်ပါတယ်တပုံထတဲ့နေရာမှာနာမည်ကြီးတဲ့မြို့လူလင်တကြီးဥမေယောင်ရဲ့ညီသုံးမြို့ဝင်ဥမေမောင်ကိုလည်းဥက္ကယလို့ပဲမန္တလေးမှာအခြေချုပ်နဲ့ထိမ့်သိမ့်ထားတာပါစေကဲဥက္ကယကတော့အခြေချုပ်နဲ့ဆို၅နှစ်တိတိနေပြီးမှရေဥကိုပြန်ခွင့်ရပါတယ်ဒီနေ့ကျတော့တိုင်းပိုက်ထားတဲ့မြန်မာနိုင်ငံဟာ စစ်မှန်တဲ့အကြီးအကျယ်တိုက်ခိုက်သိမ်းပိုက်တာမျိုးမဟုတ်ဘဲနဲ့အင်းအားပြပြီးမလိတ်တပန်နဲ့သိမ်းယူတာမျိုးဖြစ်လို့တမ်းပြီကတော်တော်နဲ့ပြီးနေရှာလက်အောင်မှငြိမ်ဝင့်ပြီးပြမပါခဲ့ဘူးအနေနဲ့ရဲရဲမှတော့တကံဒီကချနေတာဒါကိုနေချက်ကလူမသိသူမသိတဲ့နေရာမျိုးတွေပါဆိုရင်ရဲရဲဆက်ဆက်တိုက်ခုနေရှိပေမဲ့မျိုးတွေပြတယ်မှာကြတော့လိမ့်လိမ့်မမနဲ့ညီညီတာတာလှုပ်ဆောင်ပါတယ်စိတ်ကဲကြီးဥကိုရောင်နဲ့စိတ်ကဲကတော့အမေခွင့်တော့မှာတားမရှိဘူးသမီးနှစ်ယောက်ပဲရှိတယ်ဒေါ်ပိုင်နဲ့ဒေါ်သားမိတဲ့သမီးကြီးဒေါ်ပိုင်မိက တော့တပည့်ရင်ဝင်ဥမှန်ရဲ့တူမောင်မောင်ပနဲ့လက်ထက်တယ်။တပည့်ရင်ဝင်ဥမှန်ရဲ့သမီးခင်ကျော်ကကနောင်မင်းသားရဲ့မင်္ဂလာအိမ်တော်ပါမြောက်ဆောင်တော်တင်ရင်မကြီးတာယာကုန်းတိုင်စာတီရိမင်္ဂလာမဟေဖြစ်လာပါတယ်။မောင်မောင်ပနဲ့မောင်နှမဝမ်းခွဲတော်ပါတယ်။အဲ့ဒီတော့ပိုင်မိနဲ့ဒေါ်သာမိတို့ကိုတိမိလိုက်သူတွေကရေဥမှာတော်တော်များများရှိ နိုင်ပါသေးတယ်။ဒီညီမကစဉ်သက်လာတဲ့သာသမိတော့မရှိတော့ပါဘူး။မြေတွေပဲရှိတော့တယ်။လုံခဲ့တဲ့6နှစ်လောက်တုန်းကရန်ကုန်မှာ အနှိမ့်စာရောက်သွားတဲ့ပြည်ထရေးဝင်ကြီးကတော့ဒေါကင်တို့ကဒေါ်ပိုင်မီရဲ့မြေအရင်ဖြစ်ပါတဲ့အခုရေးသားခဲ့တာတွေကကျွန်မရေးဘူးတဲ့ရေဦးကလက်ဖက်လက်ဖက်ကောင်းစားတယ်ဆိုတဲ့အကြောင်းနဲ့ဆက်လင်းပြီးတော့တွင်တွင်ငယ်တစ်စင်းပါရေဦးသမိုင်းကလေးကိုရှင်ဟန်းသူဒေသနာညွန်မှုညင်ဦးစိန်မောင်ရဲ့ဖြစ်ဆက်ချက်များနဲ့ကျွန်မကပြန်လည်တင်ပြတာပဲဖြစ်ပါတယ်ဒီနောက်တစ်ပုဒ်ဖတ်ပြပါမယ်နောက်တစ်ပုဒ်ကတော့ဒီစာအုပ်ရဲ့ခေါင်းစဉ်တက်ဝက်ဖြစ်တဲ့ကျွန်မတို့အညာဖြစ်ပါတယ် ကျမတို့အညာအညာဒေတာဆိုတာအေယာရီမြေကြီးကိုအကြောင်းပြုပြီးတော့ကျမတို့ကဒေတာတစ်ခုကိုသတ်မှတ်ပြီးခေါ်ကြတာထင်ပါရဲ့ကျမတို့ရဲ့အေယာရီမြေကြီးကတိုင်းပြည်ရဲ့မြောက်ဖြားမှာဆုံးပြီးမြေဖြားခံပြီးတော့တောင်ဖြားမှာပင်လယ်ထဲစီးဝင်သွားတယ်ကိုပိုင်မြေကြီးမဟုတ်လားသူမြေဖြားခံတာကလည်းဒီနိုင်ငံထဲမှာပဲသူပင်လယ်ထဲစီးတာလည်းဒီနိုင်ငံထဲမှာပဲဆိုတော့ကျမတို့ကိုယ်တိုင်မြေကြီးမျိုးအချို့နိုင်ငံတွေမှာမြစ်တော်ရှိပါရဲ့ဖြတ်ပြီးလက်စီးကြပါရဲ့ ါပေမဲ့ဟိုတနိုင်ငံကလာတဲ့မြင့်စီးပြီးတော့ဟိုတနိုင်ငံနဲ့ဝင်သွားတဲ့မြင့်ဒီလိုရှိတယ်။မြင့်တော်မြင့်ပါပဲ။လို့ပေတဲ့ကိုမြင့်ဖုံးနေဘူး။ AR ကတော့တကယ်ကိုကိုပိုင်းမြင့်တန်လွင်မြင့်ဟာနိုင်ငံရဲ့အရှိပိုင်းမှာအရှိသားပဲ။ AR ထက်လည်းပိုလို့ရှိလျားသားပဲ။ဒါပေတဲ့သူကကို့ထဲမှာမြင့်ပြခံတာမဟုတ်ဘူး။တယုတ်ပြီးမှမြင့်ပြခံတာ။ပြီးတော့ AR လိုလွင်ပြင်ကိုဖျက်ဆီးတာမဟုတ်ဘူး။တောင်းနေကြတဲ့ဖြက်စီတဲ့မြင့်ကြီးဒါကြောင့်ရှေးတော့ရှေးရှားပါရဲ့။ ဒါပေမဲ့ AR လို့ကျမတို့တိုင်းသူပြည်သားတွေရဲ့အကျိုးကိုမြန်မြန်ဆဆမတဲမိုးတိုင်ရှာဘူးတစ်ဖောင်နေမြောက်ဖို့တောင်အောက်ပိုင်းကလေးလောက်ပဲတုံနိုင်တာကျမတို့ AR ကတော့သူ့တောင်မကသူ့မြေလက်တဲ့တွေဖြစ်တဲ့ချင်းတွင်တို့ဒုံချဝရီတို့ဒီဒီမြစ်တွေကလည်းပဲနိုင်ငံထဲမှာပဲမြစ်ပြခံကြတာပြီးတော့သူတို့ကလည်းတက်အားသလောက်လူကြိုတဲ့ဘူးကြရှာပါသေးတယ်အဲအဲ့ဒီအရာဝင်မြကြီးရဲ့ထပ်ပိုင်းမှာရှိတဲ့ဒေတာတွေကိုကျမတို့က မြင့်ညာကမှအညာဒေတာမြင့်ရဲ့အောက်ပိုင်းဒေတာတွေကိုတော့အကြီးအောက်ရက်လို့ခေါ်ကြတယ်။ဒီလိုနဲ့အညာဒေတာနဲ့အောက်ရက်ရဲ့လို့ဆွဲခေါ်တဲ့အခါမှာကျမတို့ကတောင်ကြီးရဲ့အနေထားတွေကြောင့်မုတ်တုံလေးကိုမိပြုတ်ပြီးရွာသွန်းတဲ့မိုးကလည်းအောက်နဲ့အညာမှာအနေနဲ့အများကကွဲပြားမှုကရှိနေပြန်ရောအညာဒေတာတွေမှာကမိုးရေချိန်ကတစ်တစ်လုံးမှလက်မ30ကျော်လက်မ40ကျော်ရွာပေးတဲ့အောက်ရက်တွေကြတော့လက်မ100ကနေ200ထိရွာတယ်။ဒါကြောင့် AR ရင်မြင့်ကြီးမှာဟင်းတရာနာမရောက်ခင်မြင့်ကြီးကတမွားညောင်လုံးနဲ့မူပင်နာကြတဲ့မြင့်ကြီးအမောင်မောင်ကွဲပြီးပင်လဲတဲ့ဝင်ကြရတယ်အဲ့တော့မှ AR တိုင်းခေါ်တဲ့မြေပါကျွန်းပေါ်ဒေတာကြီးအဖြစ်နဲ့ရောက်သွားရရှာတယ် အညာနဲ့အောက်ဒီလိုရေမြေနေသားကွာကြတာဟာမူလီဝတာကွာကြတာတွေကြောင့်အတိအပြင်ပေါက်ရောက်တာတွေကလည်းမတူဘူးတော်နဲ့တောင်းနဲ့တကွာအင်းအိုင်းမြေချောင်းမိပြုတ်ပြီးရှင်သန်ပေါက်ဖွားရတဲ့ကျင်းငယ်တရိစံတားကားကလည်းနဲ့နဲ့တော့ကွဲတာပေါ်ပြီးတော့ဆွတ်ဆူထိုင်းမန်းမှုကိုလူတွေကကြောက်ကြတော့ခြောက်သွေးတဲ့ရက်တွေမှာပဲလူတွေကထူထက်တာတကောင်းတို့ပကန်းတို့ပင်းရတို့အင်းဝတို့စကိုင်းတို့ရွှေဘိုးတို့မရဘူးရတို့ဗန်းတလေးတို့စတာတွေမှာမင်းနေပြီးတော့ထူထောင်ခဲ့ကြတာ လူတက်ပညာရင်းသိမ့်မတွတ်တဲ့မထွန်းကားသေးတဲ့ကာလမှာတောတောင်ရင်းမြင်းနဲ့ဥတုရာသီကလူတွေကိုအများကြီးစုံမကြီးစိုးခဲ့တာမဟုတ်လား။နောက်တော့လူလောကရဲ့တိုးတက်မှုတွေကြောင့်မိုးရေညားတဲ့အရက်ကဆန်စပေါက်ဆိုင်လိုအလွန်ဖြစ်ထွန်းတဲ့ဒေသဆန်ကိုဆိုင်ပြီးရောင်စာရရင်ဈေးွက်ရှိတယ်ဆိုအောက်ရက်ကစပါးဆိုင်ရတဲ့ဒေသကြီးဖြစ်လာပြီးတဖြည်းဖြည်းနဲ့ လူနေစီကများပြားလာခဲ့တယ်။အဲဒီတော့ရှေ့ကလို့လဲအညာနဲ့အာကွဲပြားခြားနားမှုနှဲပါနှဲပါပြီးရောနှောမမ်းမသိရောနှောရင်းနေတာပေါ့တပြေတည်းနေတရေတည်းဖြစ်သွားပါတော့တယ်။ဣတိသာဆိုရာကပင်လယ်နဲ့သွားလာလှုပ်ရှားလို့လွယ်တဲ့အဝရကမြို့တစ်မြို့ကိုမြို့တော်ရဲ့လို့တတ်မှတ်ပြီးတော့နှစ်ပေါင်းများစွာဆို့အောင်လိုက်တော့အညာကလူတွေကလေမြို့တော်ကိုသွားရောက်လောက်တိုင်းရှာဖွေရတဲ့အချိန်ရောက်လာတယ် အဲ့ဒီနောက်နိုင်ငံရဲ့ထွက်ပါကပင်လယ်ပဲဆိုတာကိုသိကြတဲ့အခါကျတော့မြို့ရာကကိုလည်းအညာကိုမဆန်တော့ဘဲနဲ့လူတွေကလေအညာကနေအကူပဲအစုံညလာကြတာပေါ့နော်အညာနဲ့တမဒီလိုနဲ့ရှိနေရတနေ့ကြတော့အာရမနှစ်ပေါင်း30လောက်ကြာအောင်သွားနေရတယ်ကျမတို့ဒူကလေးတယောက်မန္တလေးကိုတစ်ခေါက်ပြန်လာတယ်ဒါနဲ့ကျမကလည်းရောက်တော့ရောက်ခါအေးအေးလူလူစကားပြောရအောင်ငါအိမ်မှာလည်းထမင်းစားအောင်ဟဲ့ဆိုသူ့ထမင်းခေါ်ကြွေးတယ် သူကစားလိုက်တာကောင်းမပေါ့ဘူးဘာတွေစားနေတော့ဘာတွေနဲ့သူစားနေတယ်လို့ကြည့်လိုက်တော့ကျမတို့စီကရာသီဟင်းခင်ရချင်းဒီငံပြီးချက်ကိုတမာရွက်ပြုတ်နဲ့တို့မြုပ်ပြီးစားနေတာကိုဂျက်သားဟင်းကလေးချက်ထားတာကိုလေတို့ပုံတော့မရဘူးအမရက်ကဟိုမှာမစားရဘူးတော်တော်ရဲ့ဆိုတပါရွက်ဒီဒီထမင်းနဲ့မြုံမြုံစားနေတယ်။ကျမတို့ညမှာတော့တမပင်ကပေါ့ရတယ်မဟုတ်လား။ဒီဇန်နဝါရီလိုလမျိုးမှာဆိုတမပင်လေးကရွက်တွေကျွေးရွက်နူကလေးတွေထွက်ကြပြီ ဒါကိုကျမတို့ကချိုးယူရေနဲ့ပြုတ်အခရေကလေးထွက်သွားပြီဆိုစည်းကျင်ဒီကလေးနဲ့ပြုတ်ပြီးအချင်းတက်တယ်တမရွက်လူချိန်မှလေစည်းကျင်ဒီကလည်းပေါ့တယ်တမရွက်ကခါတော့အခကိုအချင်းကလေးနဲ့တက်ပြီးမှအခတက်တာလေဟုတ်လားအဲ့ဒါတခြားအချင်းနဲ့တန်ရတော့ရတယ်ဒါပေမဲ့စည်းကျင်ဒီကလေးကစည်းသီးနံလေးကမှုေတယ်လေဒါကြောင့်ကျမတို့ကစည်းကျင်ဒီကလေးတွေကိုပြုတ်မျိုးရလက်နဲ့ချင်းနေပြီးရတဲ့ရေကလေးတဲ့ရင်းနှွေးဖြောပြီးသားတမယောက်ကလေးနှစ်ပြီးစိမ့်ထားလိုက်တယ် ပြီးတော့သူ့ကိုအတုံးမြုပ်လှောက်စားလေးရှိကြပါတယ်။အဝိယကဒီအချင်းနှက်ပြီးဓမ္မရွက်ပြုတ်ကိုဓမ္မချင်းလို့လည်းခေါ်ကြရဲ့။ဓမ္မချင်းကိုငပိချက်ငပိရေငံပြရင်လည်းလဲသူ့ကြောင့်မြုပ်ကြပါရဲ့။ဒါမဲ့အခုလိုဆောင်မှာခန်းကျင်သီးကလည်းညမှာပေါနေတော့ခန်းကျင်သီးနဲ့ငပိနဲ့အချင်းချက်ထားတဲ့ခန်းကျင်သီးငပိချက်ကလေးနဲ့တို့တော့ပို့ပြီးလိုက်ဖက်တယ်လေ။တပါကအခမဟုတ်လား။ကျမတို့ညမယ်။မကြီးထနောက်နဲ့ဓမ္မကပေါ်ပေါ်မြန်မြန်ပောက်တဲ့အပင်မျိုးပဲ။ တမာကုန်နီးလို့ခေါ်ပြီးအိန္ဒိယကတော့တမာဟာသွားအတွက်အကောင်းဆုံးစီလို့တတ်မှတ်တာမို့သူတို့လူမျိုးတလေတမာယုတ်နဲ့သွားတိုင်ယုံကမကတမာစီနဲ့ပါသွားတိုင်စီတွေထုတ်လုံနေကြလေရဲ့ကျမတို့စီမတော့တမာတိရဲ့အခါအစိတ်ကိုစီကျိတ်တယ်တမာရွက်နုကိုလူတွေကစားတယ်ဒါပဲအသုံးရှိပါသေးတယ်တမာရွက်နုတဲ့အခါရနူခုရင်တခုတော့တတိထားရတယ်သူအခိုင်းကဆက်တယ်လीဒါကြောင့်အကျူနယ်ကူတာအန်နီယကင်းနဲ့ တမပွင့်နေကသူကအများကြီးလဲပွင့်နေ၊မွေလဲမွေတယ်။ဒါကြောင့်ကျမတို့ကလေးဘွားမှာတမပန်းဟာချိုးစရာ၊တကြံအိုးထိုးစရာပန်းမှာပဲ။တမဟာလီမျိုးပဲမျိုးပါဘယ်နှမျိုးရှိလဲတော့မသိပါဘူး။ကျမတို့စီမံတော့ဟိုးရင်ခဲရရှိတဲ့တမမျိုးကိုကျမတို့ကဗမာမျိုးလို့ခေါ်တယ်။စားတော့လည်းအဲ့ဒါပူကြိုက်တယ်။သူကအရွက်ကျဲတယ်၊နဲတယ်။ငါကျမထင်တော့သူကအခန်းထဲပြီးပိုးစိတ်နေတယ်ထင်တယ်။နောက်ဆိုင်တဲ့မျိုးတမကတော့ကျမတို့စီမှာအရင်ရှိနေတာတဲ့ပိုးပြီးအရွက်စီတယ်။ စားတဲ့သူကရှင်ရင်ဆွဲဓမ္မမရှိရင်တော့တူတူထားပြီးစားတာပါတိတ်မခွဲတတ်ပါဘူးဒီဓမ္မနဲ့ပတ်သက်လို့မြတ်တန်တင်ကဓမ္မနုချင်းစစ်တန်းဆိုပြီး1989ခုနှစ်ကစောင်းပါတဲ့ဘုံရေးမှုတယ်မြတ်တန်တင်ကလည်းအညာသာစားကားလည်းအေးကောင်းဆိုတော့သူ့ဓမ္မနုချင်းစစ်တန်းကဓမ္မနဲ့ပတ်သက်ပြီးတခဲကိုစားတဆောင်ပွေတစ်ပွဲဖြစ်ချမ်းရိတ်ခဲ့တယ်ကျမတို့ညာကဥဒုရာတီကလေပူဇာရှိနဲ့တော်တော်ပူပြင်းတာဖရန်ဟိုက်တရားကြောတာကြီးရယ် ိုးဘူးတဲ့နှစ်တည်းဆို130ဆောက်ရောက်ပြန်တော့လဲ80အဲ့တော့ဒီအေးပြန်ရောနှွေးနေဆောင်လို့ဟာဒီလို Fahrenheit degree 340ချတော့ဒီရာသီဥတုရဲ့တန်ကိုခံနိုင်မှုသဘာဝကပေးနိုင်တဲ့အကအွယ်ကိုလည်းသူကမှန်မောရတယ်ထင်ပါရဲ့အပူအေးကွယ်မှုနဲ့ပတ်သက်လို့နှွေးထနောင်းစောင့်ကြည့်အညာမှာထနောင်းမင်နဲ့မကြီးပင်ကိုခုန်ခုန်မင်မင်မှန်မောမှုနဲ့စာဖွဲ့လို့ရှိတယ်မိခါမာလီထနောင်းမင်ကတိတ်အဖို့တန်တာမှန်ပါ ဆောင်ရောက်တော့လဲမကြည့်ပင်ပေါ့အညာမှာຫນွေရရင်ຢາດີດີອຸດຸບູບູຈີແດມາຫນွေປ້າອອກມາຍွက်ຕິດໂຕວີລະແດທະນາມິງກາຕຫນွေລົງຕູສ້ວ້ນສາກະລີນະອັນດຸນີດລາອອກມິຢາແດຍွက်ຫນູໄຊໄຊກະລີດີວີນີແດທະນາມິງແຫຼາກາສິດຊັ້ນຕາຈາກ້າງໄລຕາຈີບໍ່ວ່າບູປີດໍອະລົນປູພິນີແດປາວິນຈິນແດກາຕູໃຫຍ່ກິກະລີຫາລີຕະເກເບອີ້ຕົວດາຕິດປິນແຍອຍွက်ດີສູດາອະໄສຫນွေຈີເບແບເບງກາບາຍွက်ພິພິໄຊນາເບ ါပေမဲ့ထနောင်းမင်းကထနောင်းရံလူထွက်လာတဲ့အခါစိတ်မုံကလေဘာရွက်စိမ့်နဲ့မှမတူဘူးအစိမ့်ပင်မဲ့အဝါဆွတ်တဲ့အစိမ့်ဟိုသူက ဆိုပြီးရွှင်ပြီးစိမ့်နဲ့အစိမ့်ပူလုံးတော့တခြားအပင်ကရွက်တယ်မကြွေသေးရင်လည်းအယောင်လာတော့ပဲနဲ့ရောနေတဲ့အချိန်မှာသူကဝေးနေတဲ့ရွက်နုတီကလေနုစိမ့်ပြီးဘွားဖန့်ဖန့်နေရှိနေလိုက်ပုံများတိရွက်သားဆိုနေ အယောင်လေးတောက်နေတဲ့တိရွက်ပေါ့ကျွန်မကပကြီမျက်စီမရှိလို့အယောင်ကိုပကြီပြောမပြောတတ်လို့သာပေါ့ဒီချိန်ဒီရသည်မဲထနောင်းရလူကလေးစိတ်လန့်နေပုံကသူ့ရဲ့ထဲမဝင်ရသေးပဲနဲ့စိတ်ကိုအေးချမ်းနေစေတာမို့အလွန်ကိုနှစ်ချိုက်ကျင်းတ်ဖို့ကောင်းတာပြီးတော့ထနောင်းရမကြီးရအရွက်ရရွက်ဖက်ကတေးသေးလေးတွေရဒါပေမဲ့သူတို့ကစိတ်စိတ်ကလေးထွက်တဲ့အရွက်ဆိုတော့အဝေးကလှမ်းကြည့်ရင်တရွက်ချင်းမမြင်ရပဲနဲ့ထိဆန်နေတဲ့အစိမ့်မြင်ဖြစ်နေမြင်ရတာ ဒါကြောင့်နေကိုကားတဲ့အဟိပေးကြဆိုဆိုတော့လေတခြားဘာပဲနဲ့မှမတူဘူးတကယ်လုံးအောင်မိုးပြီးကားပြီးတဲ့ရွက်စိတ်ကလေးဒီဒါကြောင့်ဘူလောင်ပြင်းပြတဲ့နေဘူးကလာတဲ့သူထနောင်းမင်းရဲ့ဝင်လာရတဲ့ကတိတိတတာအေးသွားတယ်လေထနောင်းမင်းကပင်စားပင်ကြီးမျိုးအကိုင်းခက်ကဘေးဖြားထွက်တော့ထီမိုးတယ်လို့အရေးရစီတယ်ထနောင်းကအရေးရကိုပြုံးအပင်တော့လည်းမကဘူးသူ့ရွက်ကိုကျမတို့ညာကလူတွေကစားကြတယ်ထနောင်းရွက်နူကလေးတွေညာထွက်လာခုပြီးပြုတ်ထနောင်းရွက်နူပြုတ်ဈေးထဲမှာရောက်နေဝဲလာခဲ့ အိမ်မှာအယုတ်တင်နဲ့မြေပဲပစွန်ကြောင့်စီချက်နဲ့တုတ်စားကြတယ်လေ။ဟိုသူကချိုးတဲ့ချင်တယ်တော့လည်းမဟုတ်ပါဘူးစိတ်နာပေါ့လေ။လူတွေကထနာမင်ကအခကိုခွာပြီးတော့အတေးနေရမှာတုတ်နေတော့ထညက်ချေရမှာတုတ်နေအရက်ချေရမှာလည်းထနာကထဲသေးတာ။ထနာမင်ကမကြီးလွယ်ဘူး။မကြီးလွယ်တင့်ရှည်စားရတဲ့အပင်မျိုးသူကိုသေးမကုံအောင်တော့ခောက်ခွာသူတွေကသိချဖို့လိုတယ်။ဘာလို့လဲဆိုတော့ကျမတို့မှာစီးပွားရေးကအရေးကြီးနေတော့လေ။နေ့နေ့တိုင်းကိုတောင်မချန်တာများများလာလို့ပါ ထနောင်းရဲ့အကူကတော့မကြီးပေါ့ကျမတို့ခင်ကြီးကຫນွေထနောင်းစားမကြီးဆိုတာအတိတ်ပဲသေးသေးချာချာတိတာမဟုတ်ပါဘူးကြီးလာမှမကြီးပင်ရဲ့အီကြီးအုပ်အုပ်ဆိုင်ဆိုင်အဝင်လိုက်တော့မှစောင်းတွင်မယ်ဆိုຫນွေတာတိတယ်မကြီးပင်ကစောင်းတွင်မယ်အရွက်ကစီးတော့စောင်းကုန်မှသူကအရွက်ကြွေတာအဲ့ဒီတော့မကြီးရွက်အထက်ထက်ကိုနှင်းကတို့ပြီးမဖောက်နိုင်ဘူးထင်ပါရဲ့အော်မကြီးရွက်ကကြွေပြီဆိုရင်တော့အရင်ကကျမတို့ကလေးဘွားတော့ကတော့မကြီးရွက်နူကူလို့အလွန်ကောင်းခဲ့တာပေါ့မကြီးပင်မော့တက်ရွက်နူကူကြ လွယ်အိတ်ကြီးနဲ့တချင်းတကြောကြောမကြီးရွယ်ကူရင်းနဲ့တီဆိုကြနဲ့အလုံးပြောတာဟောမကြီးပင်ကဂိုင်းခိုင်တော့လူကြီးတွေကလည်းကြိုးကြမှာမပူဘူးတက်လို့ကောင်းတဲ့အပင်ဆိုတက်ကြပဲဟောမကြီးဂိုင်းကဆက်မှာမဆက်တာလက်တန်းလောက်လက်ညိုးလောက်တုံရင်ကိုလူခိုစည်းလို့ရနေတယ်လေဟောမကြီးရွယ်ကပြင်ကျွေးပြီးဆိုမကြီးရွယ်အကျွေးကိုမြေဩဇာသမားပန်းမင်းတစ်ပင်ဆိုင်သမားတိတ်ကြမကြီးရွယ်ဆွေမြေဩဇာတိတ်ကောင်းနေပြီးတော့မန္တလေးမှာမကြီးပင်ကြီးတွေကလည်းပုံမှာပေါ့ ဒုတိယကမ္ဘာစစ်မိကြီးမျိုးကိုအလောင်မြိုက်ခံလာရတော့ဘိုးစင်ပေါင်းဆက်ကရှိလာတဲ့ပြည်ပင်ကြီးနဲ့စင်မိလောင်တို့ကုန်းလာရောပြာပုံထဲကကုန်းထားရတဲ့မန္တလေးရုတ်တရက်အရေးအာဝါဒရအောင်ဘန်နာပင်နေချက်ချင်းအပင်ဖြစ်နိုင်တာတွေစိုက်ကြရတယ်။မကြီးပင်ကအပင်တော်တော်နဲ့ကြီးတောင်မဟုတ်တော့မကြီးကိုမစိုက်ကြတော့ဘူး။လောလောဆယ်အရေးရချင်းကြတာကိုစီတီမဖြစ်ခင်တုန်းကတော့တမျိုးလုံးမကြီးပင်တွေကရက်ွက်တိုင်းရက်ွက်တိုင်းလမ်းတိုင်းအိမ်ဝင်းတိုင်းမှာရှိတာ။မကြီးကလည်းအရွက်သားစားရတာမဟုတ်ဘူး။ ညံ့လူကလေးများဖားလာလို့အဖုနဲ့အဖွင့်ကလေးဝင်လာရမည်ဆိုတော့လေကျမတို့ကအကြီးဘူးကလေးတွေကုတယ်ပြီးပြတ်ထုတ်စားကြပြန်ရောအကြီးဘွဲ့မကြီးဘူးပြုတ်ထုတ်စားပြန်တော့လေဟောမြေပဲဆန်ကလေးနှံကလေးစီချက်ကလေးနဲ့ဟောအချင်းတနက်ကလေးဖြစ်နေလဲစားလို့ကောင်းမြန်ရောအကြီးဘူးကဖွင့်ပြီးဖုပွင့်ပြီးမကြပါဘူးဒီကင်းကလေးတွေဝင်လာတော့တာကျမတို့ညာကလေးမကြီးသေးဘူးဒီကင်းစားကနေစားပြီးရင့်မဲ့လာပြီးချက်လာတဲ့အထိအရွယ်မွေးခုစားတာတီနူကလေးတွေထောင်းစား ။အော်အထောက်မီချက်စားလိုက်တာအစီဝင်လို့လာတဲ့အထိပဲ။အော်အစီဝင်တော့လည်းတီးရင်ကိုတကပြုတ်တယ်ပြီးချင်းဟင်းမှာချင်းရထက်ပြန်ရော။တီးရင်ကမှဲ့ခြင်းလို့ရှုံလာတော့အော်မဒီမကြီးဒီဝင်းမြင့်ကိုမကြီးချက်စုလို့ခေါ်တဲ့ပြီးဆက်ချင်းဟင်းလေးနဲ့ငပိတင်များနဲ့ချက်စားပါလေရော။မကြီးချက်စုဟင်းကအနံ့တစ်မျိုးလေးမွေးသေးတာ။မကြီးကမှဲ့သွားပြီဆိုတနိုင်ငံလုံးသုံးဖို့နိုင်ငံခြားတင်ဖို့ဖို့ဒီပေါ်ကျပြန့်သွားပြီ။ မကြီးမဲဟာအညာဒေတာရဲ့တခုလည်းတော့ဝင်ငွေရတဲ့ဒေတာထွက်ကုန်မှာသူသဖြင့်ဆိုကြာပရောင်ရင်မဲတင်းစားတဲ့ဒီထွက်တယ်မကြီးကလေအသားထူလို့ဝေသမားကဈေးပို့ပေးရတယ်။မကြီးထွက်တဲ့ဒေတာတွေမှာပြောတဲ့စကားတခုရှိသေးတယ်။မကြီးတလဲဈေးတလဲတဲ့အထိပယ်ကဒီတစ်ကမကြီးတိတ်သီးလို့ဝင်ငွေကောင်းရင်ရှိနေတော့မကြီးကအတိနဲ့မဲရော့မဲဒီနှစ်ကဈေးထွက်ကောင်းတဲ့နှစ်ဖြစ်တယ်ဒီလိုပြောချင်တာ။ဒါကတစ်ပင်များရဲ့ထုံးစံပေါ့။တနှစ်မှာအများကြီးတိထားပြီး နောက်နေဆက်အများကြီးမသိနိုင်ဘူးလေနားယူတဲ့သဘောပေါ့အတိရောတီးတယ်လို့ဝေးတယ်အတိရောတယ်ပေါ့တနေ့နားလာရော့လိုက်ဟောနောက်နေချာပူတီးပြန်ရောအထွက်ကောင်းဝင်ရော့ဆိုတဲ့သဘောပါဇာရေးဆရာကြီးဒါရိုက်တာဥဒုခရိုက်ခဲ့တဲ့အသုံးလုံးရုပ်ရှင်ကဘယ်သူပြိုင်လို့လှပါတော့နိုင်ဆိုတဲ့ဇာကမယ်ရွှေရှိတဲ့ငွေရှိတဲ့မကြည့်ရှိတဲ့ဇာတင်ဖို့လိုပါဘူးဆိုတဲ့စကားလေးမှတ်မိကြမှာပေါ့အညာကတချို့ဒေတာတွေမဲ့အကြည့်ကစီးပွားရေးမှာရေးပါတာပြောချင်တာ ဇီဝရေးကိုကင်တွယ်အုပ်ချုပ်မှုပုံစံပြန်ကားစားအချိန်တစ်ချိန်လုံးကတော့ဟာတာလေးတကူထွက်လာသေးတာအဲ့ဒီဒေတာဆိုင်ရာအာဏာပိုင်ကကအကြီးကိုဘယ်ရဖယ်များရောင်းစာရမယ်ဘယ်ရဖယ်များကိုတော့မြို့အတွက်ချန်ထားရမယ်လို့အမေပေးခဲ့မှုပါတဲ့ဖြောစံမှန်ကလေးတွေပါပဲအကြီးမင်းဆိုတာစိုက်ထားရင်တပင်ကိုနှစ်တွေရာနေချီမိအထက်ရှည်တတ်တဲ့အပင်မျိုးပကန့်ခေကမကြီးပင်ခုထီရှိသေးတယ်လို့ပြောနိုင်တယ် ကြီးဟာကြီးခဲ့တယ်အသက်ရှည်တယ်ပြီးတော့လေးတန်းမိုးတန်းခံတယ်ဘယ်မုံနိုင်တိုက်တိုက်မကြီးပင်ကြီးတွေပြတ်တက်ပြိုလဲကုန်တယ်လို့မဖြစ်လေဘူးအပင်ကတိတ်ခံရတဲ့အပင်တွင်ဟောဒီလိုခံရတော့အเจ้าမသိလို့ခုံလဲရရင်မကြီးသားများနှော့နဲ့ဖြတ်တော့ပြီးစင်နီတုံးများဖြင့်တုံးပြရတယ်မကြီးသားကတိတ်မာတယ်ဟုတ်လားစင်နီတုံးလို့အကောင်းဆုံးပဲအဲ့ဒီမကြီးရဲ့မာတဲ့တက်တီကြောင့်ဒီခေတ်မှာကြီးမားတဲ့အန်ဒီရဲ့တခုပေါပေါလာတာကလည်းစိတ်မချမ်းမြေစရာပဲ အဲ့ဒါကတော့မကြီးတာကမာလို့သူ့ကိုတွေးတယ်ပြီးသူ့သွေးဘက်ကိုအမွေတိုင်လုပ်ငန်းသမားတွေကတုံ့ဆွဲကြပါတဲ့ဒီတော့ရေစကြိုနယ်မှာဆိုရင်အကြီးပင်ကြီးတွေဆိုခုတ်လန့်မွေတိုင်လုပ်ကိုရောင်းစားကြတာအကြီးပင်ကြီးတွေတော်တော်ကို ကုံမီလို့ကြားရတယ်မကြီးဟာကျုံးတစ်တော်ပြောသလိုပြောရင်ကျုံးပင်လို့ပြန်ဆိုင်နှစ်80တရားနဲ့အပင်ကြီးဖြစ်မလာဘူးပြီးတော့မကြီးပြန်ဆိုင်တဲ့သူလည်းမရှိပါဘူးကျုံးမင်ကမှဆက်သလားဆိုက်ပင်နေသေးတယ်မဟုတ်လား အမွေရလုပ်ငန်းကြောင့်ကျမတို့မကြီးမင်းကြီးတွေကုန်ရမယ်ဆိုရင်နာစရာပဲဘာလို့လဲဆိုတော့မကြီးကကြီးခဲ့တယ်ပြန်ဆိုင်တဲ့သူကလည်းမရှိဘူးဒါကြောင့်အရွက်ရောအပွင့်ရောအတိရောစားရတဲ့အပင်ဟောတခါပေါက်ရင်နှစ်ပေါင်း၄ကား၆၀၀အသက်ရှင်တဲ့အပင်ကြီးတွေကိုတိတ်နှမျောရတယ်ဖြစ်နိုင်သူ့ကိုတော့ချမ်းသာပေးကြပါလို့တောင်းပန်ခြင်းနဲ့ကျမတို့ညာကပူပြင်း၆တွေ့ရဲ့ data ဒါပေမဲ့ဒီ data မှာမှားညွန်နေတဲ့ထရောကြီးတွေ စီတန်းတဲ့ထပင်ကြီးတွေကရှိနေတော့ဒါဟာအညာရဲ့တိရဖြစ်နေလို့ထင်ပါရဲ့အညာသူညာသားကထမ့်မင်ကိုအလုတ်ကိုဖက်လဲတခင်ရှိတယ်ထမ့်မင်ကြီးဟာတခြားသစ်ပင်တွေလိုအကိုင်းအခက်အရွက်အလက်တွေနဲ့ဝေးစီနေတဲ့ပင်မျိုးမဟုတ်ဘူးလောကချောချောကြီးနဲ့မိုးတိုးမတ်တကြီးမှလေအတောင်90တရာမြင့်အောင်သူ့ဖာသာသူရက်နေတဲ့အပင်ကြီးသူ့အပေါ်တက်ချင်းစင်းကျင်လို့လွှဲတာဟုတ်ဘူးလူကုန်တဲ့ထဲမှာဖိတ်ခေါ်ချက်မရှိတဲ့တကယ်ပြင်းပြင်းစိမ့်စိမ့်အပင်မတ်တကြီး ဒါပေမဲ့အညာကလူတွေကလေဒီထက်မင်ကိုပင်လုံးလည်းမချမ်းအရွက်လည်းမချမ်းအယိုးလည်းမချမ်းကြိုက်တယ်လို့သုံးစားကြရုံမကဘူး။ဘိုးအမြင့်ဆုံးကောင်ပြားဒီတက်ပြီးသူ့ထက်ရှိတဲ့ချိုရည်လည်းရိုက်နဲ့ယူကြတောက်ကြစားကြသေးတာ။ဒါကြောင့်လူနေထန်ဘယ်တော့ကဒီအညာမှာဘလို့ပေါ်ခဲ့တယ်ဘလို့ပေါင်းခဲ့တယ်ဆိုတဲ့သူ့တေသနာလုပ်တဲ့စာရန်ကြီးတစောင်းမြန်တစောင်းတစ်ခွက်ပေါ်ပေါက်စီခြင်းလိုက်တာ။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ ျေးဇူးတင်ပါတယ်ရှင်ကျွန်မသိကြပါဟုတ်အမေစာလေးဖတ်လိုက်အောင်အလန့်ကြည့်တော့ပြန်ကိုဘုံမင်္ဂလာပါအဲလေးဆိုတော့ကိုရွှေတာနဲ့နှုတ်ဆက်ကိုပိုင်ကြီးကိုလေးကိုရွှေညောင်းတီတီမွန်တတော်မွန် market 3 market 3 market 3ကိုရွှေညောင်းမကျူလာဟန်နေမကျူလာဟန်နေ ကိုလေးကိုပိုင်ကြီးမရွှေညာမရွှေညာပြတော့ပဲခွေရွှေညာဦးဝင်းမနွေစင်မစနေလေးမခေတရီမနွေစင်မစနေလေးမခေတရီမစနေလေးမခေတရီကိုဖုံကိုပိုင်ကိုသမက်အေးဆရာနမရတော့ရကုန်လားအော်ရှိပြီဥဒနိုင်ဝေကိုတနိုင်ဝေစူမူအာစူမူမီယောအာမဟီရောမမမဝါခွန်ဖြူဥ UTM ဝေသမီးကေ မခေတဗျူပြောတာမဟီရိုမမမဝါကွမ်းဖြူဥတ္တရိုင်းဝေကိုတ္တရိုင်းမေကိုတန်းထိုင်ဥဝင်းအာဥတ္တရိုင်းမေကိုပြောရတာဥတ္တနိုင်မေမစနေလီမနုဝေစေမစနေလီစုမစုမှုတတိမွန်တရာမောမတတိမေမေဝင်းအာမဝါကွမ်းဖြူမခေတရီမညမွေမချွေစင်ကြည့်ဘူးဘာမဆဆအာဟိုမမမအဲလစ်မလေဒီကရင်အဲလီ နဲ့ကိုရွှေတာဟုံးစာအော်နော်ပြည့်လေးနဲ့အီမူနဲ့အောက်မှာစေအမ်အန်နွေဇေမဇန်နေလေးကိုတိုက်ကကိုတိုက်ကကင်းမမေနွယ်တီတီမမေဝင်းမခေသရီမတင်စာမမန်နွေဇေမဇန်နေလေးတီတီမမေနွယ်တင်တန်းတက်နေလို့ဟုတ်တက်နော်မန်နွယ်ဦးအာမမမမဇော်လင်းထက် အာမဇူလိုင်းဟန်နီမဇူလိုင်းမုံမို့တီတီမမေနွယ်အန်နွေဇေမဇန်နေ ာတင်စာမှာမတွေ့ဘူး။ Where is မာတင်စာမှာ။တိုင်းမြမရလို့လား။လာညိုပြအပြီးရောကြတော့မရင်နန္ဒာမမချိန်အာမညိုပြ။ဟွန်းဒါနဲ့တူစားလား cứ chỉ nào anh lòng nhiều việc mà à má thì coi làm nhà ta lười lết lớn chắc tưởng chắc ta mẹ hu www mà wa wa à má liều gì mà wa e chứ lưu mai ờ cô cô bà la um hmm à lần mẹ ta nào cô bà đó nè mẹ mát ta ai thì má má mong má má na má hi má hi bây giờ má má thế gì mát thế gì à bây giờ má oh ờ má rose rose đi hello 妈妈睡，妈妈睡完，妈妈睡着。他说：“阿龙，在啥吧？”